အားလုံးပဲမင်္ဂလာပါမြောက်ဝိတက်တိမဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေပရိသတ်တွေနေကောင်းကြပါရဲ့လားကမ္ဘာတဝန်းလုံးမှာအပူချိန်နဲ့ပင်လေရေမျက်နှာပြင်တဖြည်းဖြည်းမြင့်တက်လာနေတာအားလုံးအသိပါပဲမြေနိမ့်ပိုင်းတွေမှာတည်ရှိနေတဲ့ကံယူတဲ့မြို့တွေဟာဆိုးရွားတဲ့ရေလုံးမှုမှုတွေနဲ့ရေဆိုင်ကြုံတွေ့နေရပြီးတော့ဒီလိုပင်လေရေပြင်မြင့်တက်လာမှုကိုတိုက်ဖြတ်နိုင်ဖို့ဆန်းစစ်တဲ့နီလန်းတွေကိုလည်းရှာဖွေဖို့အပြင်အထံစူးစမ်းနေကြတာလည်းဖြစ်ပါတယ် တချို့မျိုးတွေကပင်လေရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်နင်းမြုပ်တော့ကြတာဖြစ်ပြီးတော့တချို့မျိုးတွေကြပြန်တော့ဖိအားနဲ့ဒုတွေပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့မြေအောက်ရေတွေအလွန်အကျွံဆုပ်ယူမှုကြောင့်မျိုးရဲ့မျက်နှာပြင်ကိုရေထဲနင်းမြုပ်တော့စေတာပါဒီလိုအဖြစ်ပြက်တွေဟာကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေအများကြီးတွေကဘေးမျိုးကိုမဆိုအချိန်မရွေးနေရာမရွေးဖြစ်ပေါ်စေနိုင်တာလည်းဖြစ်ပါတယ်

အမေရိကန်ပြည်ထောင်စုရဲ့အရှေ့ဘက်ကမ်းရိုးတန်းတစ်ခုလုံးဟာအန်ဒီယေကြီးစွာကြုံတွေ့နေရပေမဲ့အထူးသဖြင့်မိုင်ယာမီကတော့ပင်လယ်ရင်မျက်နှာပြင်မြင့်တက်လာခြင်းအတွက်အလွန်အန္တရာယ်များတဲ့နေရာတစ်ခုလည်းဖြစ်နေတာပါမိုင်ယာမီရဲ့ပင်လယ်ရင်မျက်နှာပြင်ဟာသမုဒ္ဒရာရေစီးကြောင်းတွေနဲ့မြို့ရဲ့မြေနှိမ်ပိုင်းနေရာများကြောင့်ကမ္ဘာနေရာအများအပြားထပ်ပေါ်ပြီးလေမြင့်စွာမြင့်တက်လာပြီးတော့ရေလွန်းမှုမှုတောက်တုံးရေညဉ့်ဉန်းမှုအဆောက်အဦးနဲ့လမ်းတွေပျက်စီးမှုကိုဖြစ်ပေါ်စေပါတယ် ဒီရင်မြင့်တက်လာချက်ဟာမိုင်ယာမီမှာမလွဲမသွေကြုံတွေ့ရမယ့်အရာတစ်ခုဖြစ်ပြီးတော့သုံးနှစ်မှတလက်မခန့်တိုးလာနေတာလည်းဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကတော့လာမယ့်15နှစ်အတွင်းမှာပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုပုံမမြန်ဆန်လာနိုင်မယ်လို့လည်းခန့်မှန်းထားကြပါတယ်။ပြီးတော့နောက်ထပ်6လမှလောက်ထပ်တိုးလာမယ်ဆိုရင်ဒါဟာမိုင်ယာမီအတွက်လုံးဝမကောင်းတော့တဲ့အခြေအနေဖြစ်တယ်လို့လည်းသူတို့ကဆိုကြပါတယ်။မိုင်ယာမီမှာရေကြီးရေကျဉ်ဖြစ်တဲ့အချိန်မုန်တိုင်းနဲ့အတူပါလာတဲ့ရေတွေဟာရေမြောင်းတွေကနေတဆင့်တက်လာကြပြီးတော့ မိန်လာတွေနဲ့ပေါင်းဆက်ပြီးလမ်းမပေါ်ရောက်လာမှာဖြစ်ပါတယ်။အဲ့ဒီလိုအခြေအနေမှာလူတွေဟာ DJ တွေနဲ့မထီးတွေ့ဖို့ဘလို့နီးနဲ့မှရှောင်လွှဲလို့ရနိုင်တော့မှလည်းမဟုတ်ပါဘူး။ဒါဟာမကြခင်မှာပဲမြို့ရဲ့ကြေပြန့်တဲ့အစိတ်အပိုင်းတွေမှာအညစ်အကြေးတွေနဲ့ပြည့်နှက်တော့ပြီးဒီနေရာတွေဟာအပိအပိုင်လူတွေနေထိုင်လို့မရတော့ဘူးလို့ဆိုလိုတာပါ။ American ပြည်ထောင်စုအနေနဲ့မိုင်ယာမီရဲ့အကြီးကစီးပွားရေးအစိတ်အပိုင်းတွေကိုမဆုံးရှုံးစေချင်ဘူးဆိုရင်တော့ဒီလိုရင်မျက်နှာပြင်မြင့်တက်လာမှုကက်ဆိုကြီးကို ဘလို့ဖြည့်ဆင်းနိုင်ပြီလဲဆိုတာအလေးထားအယုံစုစိုက်ဖို့လိုအပ်နေပြီလဲဖြစ်ပါတယ်။နဘကိုအလက်ဇန်ဒရီးယားအီဂျစ်အီဂျစ်မှာရှိတဲ့ဒီအလက်ဇန်ဒရီးယားမြို့ဟာဒီနေ့ဗီဒီယိုမှာပေါဝင်တဲ့တခြားမြို့တွေလိုပဲမြေနှိမ်ပိုင်းမှာတိဆောက်ထားတာဖြစ်ပါတယ်။မင်းလေးရေမြလာပြင်ဟာ2050ခုနှစ်အရောက်မှာနှစ်ပေအထိတိုးလာမယ်လို့ကျွန်တော်တို့လူသားတွေသတ်မှတ်ထားပြီးဖြစ်တဲ့အတွက်ဒီအီဂျစ်မြို့ရဲ့အဓိကနေရာတွေကိုရေလွန်မိုးတောနိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါနှုံဖြစ်တဲ့မှုနဲ့သဘာဝတန်ခွေထုတ်ယူမှုကိုဟန်တာထားတဲ့ရေကာတာတွေကြောင့်အလက်ဇန်ဒရီးယားကိုတိဆောက်ထားတဲ့မြေနဲ့အိနီချင်းနိုင်မြေဝကျွန်းပေါ်ဒေသဟာပင်လေရတက်လာတာနဲ့အမျှအလားတူနှုံနဲ့နေမြုပ်နေတာပါအီဂျစ်နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဂျီမြို့ကိုမြေသေးပင်လေကတစ်ဖက်တစ်ချက်စီကဝန်းရံထားပြီးနောက်ဖက်မှာရေကန်တစ်ခုတည်ရှိနေတဲ့အတွက်မြို့ဟာပင်လေကြီးမျက်နှာပြင်မြင့်တက်လာမှုကိုပိုပြီးလဲခံနိုင်ရည်ရှိစေပါတယ်။ ဒါပေမဲ့မြေနှင်းပိုင်းရက်ွက်တွေမှာနေထိုင်သူတွေဟာဒီရေလွန်မှုခြင်းရဲ့အကျိုးသက်ရောက်မှုတွေကိုစတင်ခံစားနေကြရပြီဖြစ်ပြီးတော့ဒေသန္တရအစိုးရကတိဆောက်ပေးထားတဲ့ရေလွန်မှုမှုကာကွယ်ရေးခံတဲ့တွေဟာလည်းအမေရိကလက်တွေ့မှာထင်သလောက်ထူးခြားမှုမရှိဘူးလို့ဆိုကြပါတယ်။အီဂျစ်နိုင်ငံရဲ့ရေအရင်းအမြစ်နဲ့ဆေးမြောင်းဝန်ကြီးဌာနရဲ့အဆိုအရ1993ခုနှစ်အထိပင်လယ်ရေမျက်နှာပြင်ဟာနှိမ့်စင်ပြင်းမြ1.8မီလီမီတာအထိမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ လာမယ့်ဆီစုနှစ်နှစ်ခုအတွင်းမှာဒီအရေအတွက်ဟာတစ်နှစ်မှာ2.1မီလီမီတာအထိတိုးလာပြီးတော့2010ခုနှစ်ကစပြီးတစ်နှစ်မှာ3.2မီလီမီတာအထိတိတိတတ်တာမြင့်တက်လာခဲ့ပါတယ်။နောက်မျိုးတစ်မျိုးကတော့အာရှတိုက်ထေကပါ။ဒေမျိုးဖြစ်မလဲဆက်ကြည့်လိုက်ကြရအောင်။နံပါတ်6ဟိုရှီမင်း BNN ရာသီဥတုပြောင်းလဲမှုဆိုင်ရာကုလသမဂ္ဂအဖွဲ့ရဲ့အစီရင်ခံစာအရ BNN နိုင်ငံရဲ့အကြီးဆုံးမြို့ကြီးတွေရဲ့အစိပ်ပိုင်းတွေဟာ 2050ခုနှစ်မှာရေအောက်ကိုနေမြုပ်သွားနိုင်တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့နှစ်20အတွင်းလူဦးရေလေယာဉ်မြင့်စောတိုးပေါ်လာမှုကြောင့်ဒီဟိုရှီမင်းမြို့ဟာနှစ်ဆယ်80မီလီမီတာနှုန်းအထိနေမြုပ်နေပါတယ်။ရာသီဥတုဖောက်ပြင်ခြင်းနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းဟာအခြေအနေကိုပုံမဆိုးရောစေတာလည်းဖြစ်ပါတယ်။အကြံပြင်အဖြစ်လူဦးရေကိုတန်ခန့်နေထိုင်တဲ့ဒီမြို့မှာရာသီဥတုအခြေအနေဆိုးရောလာမှုလွန်ကဲလာပေမဲ့ရည်ကြီးရည်ရှင်ဖြစ်မှုတွေကိုထိန်းချုပ်ဖို့အတွက်လိုအပ်တဲ့အခြေခံအဆောက်အအုံတွေတည်ဆောက်နေတာမျိုးတော့မရှိသေးပါဘူး။ ရေပေးဝင်မှုစနစ်ဟာလည်းမြို့တော်ရဲ့လျင်မြင်စောတိုးတက်နေမှုကိုအပြင်းမလိုက်နိုင်ပဲပြက်ကွက်နေခဲ့တဲ့အခြေခံအဆောင်အုံတစ်ခုဖြစ်ပါတယ်။ရလက်အနေနဲ့ကတော့ဒေသခံတွေနဲ့စီးပွားရေးလုပ်ငန်းအများအပြားဟာရေပိုက်ကလာတဲ့ရေကိုရရှိနိုင်ဖို့ဆောင်ဆိုင်နေကြရတဲ့အချိန်မှာကြမ်းကြာနေခဲ့တဲ့အတွက်မြေအောက်ရေထုတ်ယူသုံးဆွဲမှုဖက်ကိုလှည့်လာခဲ့ကြပါတယ်။ကန်ဆိုးတော်ပဲမြေအောက်ရေကိုအလွန်အကျွံထုတ်ယူခြင်းဟာအပေါ်ရေမစီလိုကိုနှိမ့်ုပ်တော်စေပြီးတော့မြေအောက်မြေပြင်ပြိုကျမှုတွေဖြစ်စေပြီးတမျိုးလုံးကိုနှိမ့်ုပ်တော်စေနိုင်ပါတယ်။ ခင်အားလျော်စွန်နဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေပြုလုပ်နေကြသေးဖြစ်ပြီးတော့မြို့တော်အစိုးရရဲ့တုံ့ပြန်မှုနဲ့တာတမန်အကြီးကြီးတခုကိုလည်းတိစောက်ဖို့အဆိုပြုခဲ့ကြပါတယ်။နံပါတ်9 New Orleans America American ပြည်ထောင်စုရဲ့နောက်ထပ်မြို့တစ်မြို့ဖြစ်တဲ့ New Orleans မြို့ရဲ့မျက်စိလွန်နေမြုပ်တော့ရတဲ့အကြီးကအဆက်ကတော့လူသားတွေနဲ့ပတ်ဝန်းကျင်အင်အားစုနှစ်ခုစလုံးကြောင့်ဖြစ်ပါတယ်။တိုက်တာမှုတွေအရ New Orleans ရဲ့တဝက်ခန်းလောက်ကသာပင်လယ်ရေမျက်နှာပြင်အထက်မှာရှိတယ်လို့သိရပါဗျ။ 1900ပြည့်လွန်နှစ်တွေမှာအင်ဂျင်နီယာတွေကပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုပြုပြင်ဖို့ရည်ရွယ်ပြီးတော့ရေနှုတ်မြောင်းတွေမတီဆောက်မိအထိပင်လယ်ရေမျက်နှာပြင်အထက်မှာအပြည့်အဝရှိနေခဲ့တာပါဒါပေမဲ့သူတို့ရည်မှန်းထားသလိုဖြစ်လာမဲ့အစားမြို့ရဲ့တဝက်ကိုပင်လေရင်မျက်နှာပြင်အောက်သို့မှားယွန်းစွာနင်းမြုပ်လိုက်သလိုဖြစ်ခဲ့ရတာပါဒီဒေသကိုလူတွေမရောက်ရှိခဲ့အချိန်အထိ Mrs. B မြစ်ဟာကံယောနဲ့ Area တခြားနှုံးတွေကိုပုံမှန်အနေပို့ချထားခဲ့တာပါ ရေနှုံမြောင်းတွေတိဆောက်မှုကြောင့်သဘာဝအတိုင်းတည်ရှိနေတဲ့မြေစီလိုအနေအထားတွေဟာရေတွေခန့်လျှောက်ပြီးတွင်းကောင်းတွေဖြစ်ပေါ်ကဧရိယာတစ်ခုလုံးကိုလည်းမတည်မငြိမ်ဖြစ်စေခဲ့တာပါအဲဒါကြောင့်ညူအော်လန်ရဲ့ဆူဆွတ်တဲ့မြေတွေဟာလျင်မြေစော်နှိမ့်ုပ်တော့ပြီး1930ခုနှစ်ရေနှုံမြောင်းတွေတိဆောက်ပြီးနောက်အနည်းငယ်ကြာမှသာမျိုးရဲ့သုံးပုံတပုံဟာပင်လယ်ရင်မျက်နှာပြင်အောက်ကိုနှိမ့်ုပ်တော့ခဲ့ရတာပါနံပါတ်6ဘန်ကောက်မြို့ထိုင်းနိုင်ငံ ထိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဘန်ကောက်မြို့မှာနေထိုင်ကြတဲ့လူဦးရေစေတန်းကျော်ဟာမကြာခဏဆိုသလိုရေကြီးရေကျယ်မှုတွေကိုကြုံတွေ့နေရပါတယ်။ဘန်ကောက်မြို့ဟာပြင်းပြအဖြစ်ပင်လေရေမျက်နှာပြင်အထက်1.5မီတာလောက်ပဲမြင့်လာပါ။ဒါဟာအလွန်တရာနှိမ့်ကျတဲ့မြေမျက်နှာတွင်ပြင်အနေအထားလည်းဖြစ်ပါတယ်။ဒီလိုနေလုံးနဲ့ကြောက်ဖျားမြေဝင်းရဲ့တောင်ဘက်စွန်းမှာတည်ရှိတဲ့ဒီမြို့ဟာဓာတီဥဒုဖောက်ပြက်မှုကြောင့်မကြာခဏရေကြီးရေကျယ်မှုပြဿနာကိုဖြစ်ပေါ်နေတာပါ ။ဗန်ကောက်မြို့ဟာသူ့ရဲ့တူမြောင်းတွေကြောင့်တချိန်ကအရှိဗင်းနစ်မြို့လိုတင်စားခေါ်ဖို့လူတိများခဲ့ကြပေမဲ့မြို့ပြရဲ့လူဦးရေတိုးပေါ်လာမှုကြောင့်မြို့သူမြို့သားအများစုဟာအခက်အခဲတွေကိုကြုံတွေ့နေရရတာလည်းဖြစ်ပါတယ်။အခုအချိန်မှာလမ်းကြောင်းပြောင်းလဲသွားတဲ့မိုးရေတွေဟာဖေကိုမှမတော်တော့ပါဘူး။ မြို့ပြတိုးပေါ်လာမှုနဲ့စီကဲမဲ့မြေအောက်ရေထုတ်ယူမှုတွေကြောင့်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဒီဗန်ကောက်မြို့ဟာလွန်ခဲ့တဲ့ဆီစုနှစ်တွေထက်နှစ်ဆပုံမိုလျင်းမြင့်စွာနှင်းမြုပ်နေရပြီးနှစ်စဉ်1စင်တီမီတာဒါမှမဟုတ်နှစ်စင်တီမီတာအထိနှင်းမြုပ်နေရတာလည်းဖြစ်ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကဒီမြို့ဟာလာမယ့်အနှစ်20အတွင်းမှာရေတွေကိုနှင်းမြုပ်သွားလိမ့်မယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ကဲအခုဆိုရင်ဗီဒီယိုရဲ့တဝက်တစ်ပြက်ကိုရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ တကယ်လို့မိတ်ဆွေဟာအခုချိန်ကြီးကျွန်တော်တို့နဲ့အတူတူရှိနေသေးတယ်ဆိုရင်တော့ comment မှာ sinking city လို့ရေးထားခဲ့ပေးပါတော့ကျွန်တော်တို့ရဲ့အမခင်ပြည်သက်တွေဘသူတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရအောင်လို့ဖြစ်ပါတယ်နံပါတ်5ဒါကာဘင်္ဂလားဒေ့ရှ်ရာဒီဥဒုဖောက်ပြန်မှုတွေပြင်းထန်လာတာနဲ့အမျှဒါကာမျိုးအတွက်ဖိအားတွေလည်းတိုးလာခဲ့ပါတယ်။ရာဒီအလိုက်ရေကြီးမှုတန်ကိုကာကွယ်ရှောင်ရှားနိုင်ဖို့လူတွေကိုနေရာရွှေ့ပြောင်းနိုင်ခဲ့ပေမဲ့ရေလွှမ်းမှုမှုတွေပုံမှုများပြားလာပြီး မျက်စိတော်အထင်းမှရေတွေရွှေးလာခြင်းကြောင့်လေယာစိုက်ပျိုးမှုမှာအဆင်မပြေဖြစ်လာခဲ့ပါတယ်။စိုက်ပျိုးထားတဲ့တီးနှံတွေဟာရေငန်တံကိုမခံနိုင်တဲ့အတွက်လေယာမျိုးတွေပျက်စီးခဲ့ကြရပါတယ်။ဒါကြောင့်လုတ်ကင်လို့ရတဲ့လေယာမျိုးအရေအတွက်ဟာနေပါလာခဲ့ပါတယ်။ဒါနဲ့ယူရောက်တိုင်းရဲ့အဆိုအရဆိုရင်မင်္ဂလာဒေ့ရှ်နိုင်ငံဟာဖန်လုံအိမ်ဒဲငွေထုတ်လွှတ်မှုရဲ့သူများသားသမ3ရာခိုင်နှုန်းကသာယာတီဥဒုပြောင်းလဲမှုကိုအထောက်အကူဖြစ်စေပြီးတော့ကံမကောင်းစုံနဲ့ပဲပင်လေရေမျက်နှာပြင်မြင့်တက်လာမှုရဲ့အဆိုးရွားဆုံးတက်ရောက်မှုအချို့ကိုကြုံတွေ့နေရပါတယ်။ ပင်လယ်ရင်မြင့်တက်လာုံသာမကပဲနိုင်ငံရဲ့ကုန်းမြေတွေဟာလည်းရေတွေကိုနစ်မြုပ်နေကြတာပါအလွန်ညင်းညင်းတဲ့အမြင့်ရှောင်းတွေကြောင့်ဒေသခံတွေဟာတောက်သုံးဖို့အတွက်ရေကိုမြေအောက်ကနေအလွန်အကျွံဆုပ်ယူနေကြရတာလည်းဖြစ်ပါတယ် တိဆောက်မှုညံ့ဖျင်းလာတဲ့စီဝေါ်လို့ခေါ်တဲ့ပင်လယ်တစ်တိုင်းတွေနဲ့အခြေခံအဆောက်အုံတွေမပြည့်စုံရှုတ်တခြင်းတွေကြောင့်ဒီပြဿနာကိုပုံမဆိုးရစေခဲ့တာပါဘင်္ဂလားဒေ့ရှ်လူမျိုးတွေဟာဘင်္ဂလားပင်လယ်အော်မြို့ဝကျွန်းပေါ်ဒေသမှာရှိတဲ့အခြေကျနေထိုင်ရာဒေသတွေကနေထွက်ခွာလာခဲ့ကြပြီဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်သိပ္ပံပညာရှင်တွေရဲ့ပြောကြားချက်အရသိရပါတယ်2050ခုနှစ်အရောက်မှာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်လူပေါင်း၈၈သန်းခန့်အိုးအိမ်ဆုံးခေါ်ထွက်ပြေးရမယ်လို့ခန့်မှန်းထားပါတယ် နံပါတ်၄ Houston American ပြည်ထောင်စုမြေအောက်ရေကိုအပြင်းအထန်ဆုံးယူမှုကြောင့် Houston မြို့ရဲ့အစိပ်ပိုင်းတွေဟာတစ်နှစ်မှနှစ်လမှနှုန်းဖြင့်နစ်မြုပ်လျက်ရှိနေပါတယ်။မြို့တော်ဟာအိမ်ထောင်စုတွေစီးပွားရေးလုပ်ငန်းတွေနဲ့လေယာမြေတွေအတွက်ရေပဲဝယ်ဖို့တဘာဝစစ်ထုံးမှုတွေအဖြစ်လှုပ်ဆောင်တဲ့ကြောက်ရေတွင်းတွေပေါ်မှာမိခိုနေရပါတယ်။ ဟုစတန်ဂက်ဗစ်စတန်ဒေတာခုလုံးဟာအမေရိကန်ပြည်ထောင်စုမှာမြေပြိုကျမှုအများဆုံးဒေတာတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။1989ခုနှစ်မှာမြို့ရဲ့ area 3200 student mile မိပါဟာ save အနက်အထိကျွန်ကျတော်မှုကိုလည်းတွေ့ကြုံခဲ့ရပါတယ်။မကြသေးမီနှစ်များမှာအခြေခံအဆောက်အအုံများပြက်စီးခြင်း၊ရေလွန်မှုခြင်းနဲ့မျိုးစီလော်ဂေဟတ်စနစ်ဆုံးချုံမှုတွေတိုးမြင့်လာပြီးနိုင်ပါတဲ့ကန်ယိုတန်းဒေသတွေပြောင်းလဲလာမှုကိုမြင်သာစေခဲ့ပါတယ်။ ဟူစတန်မြို့နေမြုပ်လာတာနဲ့အမျှအင်ရှင်3,500နီးပါးပျက်စီးပြီးလူပေါင်း3,000ကိုအိုးအိမ်စွန့်ခေါ်ထွက်ပြေးရစေခဲ့တဲ့ဟာရီကိန်းဟာဗဲလိုမျိုးပုံမှန်မဟုတ်တဲ့သဘာဝဘေးအန္တရာယ်တွေပုံမပြင်းထန်လာစေတာလည်းဖြစ်ပါတယ်နံပါတ်3လာဂို့စ်နိုင်ဂျီးရီးယားနိုင်ဂျီးရီးယားနိုင်ငံကကင်ယိုဒန်မြို့တစ်မြို့ဖြစ်တဲ့လာဂို့စ်မြို့ဟာကုန်းမကြီးပေါ်မှာတစိ့တစ်ပိုင်းနဲ့အနီးနားပတ်ဝန်းကျင်ကကျွန်းတွေပေါ်မှာကျင်းတဲ့တစိ့တစ်ပိုင်းကိုတိဆောက်ထားတာပါ အာဖရိကတိုက်ခိုက်ကလူဦးရေအများဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ရေနှုံမြောင်စနစ်အားနည်းချက်ကြောင့်ရာသီဥတုဆိုင်ရာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီးမြေအောက်ရေအလွန်အကျွံထုတ်ယူခြင်းကြောင့်လည်းဖြစ်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒီအဆက်တွေကြောင့်လာဂိုစ်မြို့ရဲ့တောင်ဖက်ကမ်းရိုးတဲ့ရေတိမ်ပိုင်းဟာဂီနီပင်လယ်ကွင်းနဲ့ပုံမိုနီးကပ်လာစေပြီးမြောက်ဖက်မှာရှိနေတဲ့ဆာဟာရာတိုက်ခိုက်ရဟာမိုးခေါင်မှုနဲ့ပူပြင်းတဲ့အပူချိန်ကြောင့်ပိုပြီးကျေပြန့်လာပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ကံရိုးတဲ့ဟာအလွန်နင်းကြတဲ့အတွက်ပင်လယ်ရေမျက်နှာပြင်၃ဘေကနေ၉ဘေအထိမြင့်တက်လာခြင်းဟာဒေသတွင်းကလူသားတွေရဲ့နေထိုင်မှုကိုဆိုးရော့စွာထိခိုက်စေနိုင်တယ်လို့လေ့လာမှုတစ်ခုအရသိရပါဗျ။ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းအပြင်ရာသီဥတုဖောက်ပြန်မှုတွေကြောင့်လာမယ့်နှစ်အနည်းငယ်အတွင်းမှာမိုးရွာသွန်းမှုတိုးလာခြင်းကိုလည်းရင်ဆိုင်နိုင်ရွယ်ရှိနေပါဗျ။နံပါတ်1 Venice, Italy တကယ်လို့တင်ဟာ Venice မြို့ကြီးအကြောင်းတွေနဲ့ယဉ်ကျေးပြီးသားဆိုရင်တော့ ဒီရက်တက်ချိန်တနည်းမှာအကျိန်များစွာဖြစ်ပေါ်တတ်တဲ့ high water အကြောင်းကိုသင်သိရှိပြီးသားဖြစ်နိုင်ပါတယ်။အဲဒါကြောင့် Venice မြို့ဟာနှစ်တိုင်း3.3လမနှုန်းနဲ့နင်းမြုပ်နေပါတယ်။ဒီမြို့ဟာအခုအချိန်မှာတဖြည်းဖြည်းနဲ့မတိမတန်နင်းမြုပ်နေတာဆိုပေမဲ့မကြသိမိန်ကလေးလာမှုတစ်ခုမှာမျောလင့်ထားတာထက်ဆိုပြီးနင်းမြုပ်နိုင်ကြောင်းဖော်ပြထားပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအစီရင်ခံစာအတိအယကဘာကြီးပူနွေးလာမှုဇက်တိုက်ဖြစ်ပေါ်နေပါကဗင်နစ်မြို့ဟာ2100ပြည့်နှစ်မှာရေအောက်ကိုရောက်သွားမှာဖြစ်တယ်လို့လဲဆိုပါတယ်။ဗင်နစ်မြို့နေမြို့ရချင်းရဲ့အကြီးကအကြောင်းရင်းကတော့ Place Tartone ကြောင့်ပဲဖြစ်ပါတယ်။ Place Tartone ဆိုတာကတော့ကဘာမြေအောက်ရွေးလျားမှုကြောင့်ကြီးမားတဲ့မြေထုပုံသဏ္ဍာန်တွေမလို့ဖန်တီးကြောင်းရှင်းပြတဲ့သိပ္ပံနေကြသီအိုရီတစ်ခုဖြစ်ပါတယ်။ ဒီရှင်အောင်မြို့တော်ဟာ Adriatic ကြောက်ရွှေလော်ပေါ်မှာတည်ရှိနေပေမဲ့ဒေသရဲ့အမြင့်ပိုင်းနေရာအများစုကိုတော့ Apennines တောင်တန်းတွေကနေရာယူထားတာဖြစ်ပါတယ်။2003ခုနှစ်မှာအီတလီဟာသူတို့ရဲ့ဝင်ပေါက်၃ပေါက်ကိုဖျက်ပြီးတော့ရေလွှမ်းမိုးခြင်းဆိုင်ရာအတားအဆီး88ခုကိုတိဆောက်ခဲ့ပါတယ်။ပြီးတော့ဒါကို Moses လို့အမည်ပေးထားခဲ့ပါတယ်။ရေအောက်အတားအဆီးတွေဟာရေကန်အတွင်းကိုဝင်ရောက်တဲ့ရေပမာဏကိုရှော့ရှာဖို့နဲ့နောက်ထပ်ရေတိုက်စားမှုမဖြစ်စေဖို့အတွက်တိဆောက်ထားတာပါ။ 2020ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့စံသက်ကာလတစ်ခုပြီးနောက်အဲ့ဒီစနစ်ကို2020ခုနှစ်ဆောင်းဦးဘက်မှာအပြည့်အဝလေပတ်နိုင်ခဲ့ပါတယ်။အခုစီရင်တင်ဟာဗီဒီယိုရဲ့အဆုံးအမကိုရောက်ရှိနေပြီလဲဖြစ်ပါတယ်။ဒါနဲ့ကျွန်တော်တို့ရှင်တွေကို subscribe ရောလုပ်ထားပြီးပြီလားဗျ။မလုပ်ရသေးရင် subscribe လေးလုပ်ခဲ့ပေးပါဦး။နံပါတ်1ဂျာကာတာအင်ဒိုနီးရှားမကြာခင်မှာတိုချိုမြို့ကိုကျော်တက်ပြီးကမ္ဘာလူဦးရေအများဆုံးမြို့ကြီးအဖြစ် ။နေရမျိုးစောတိုးတက်လာနေတဲ့ဒီဂျကာတာမြို့ဟာ2050ခုနှစ်အရောက်မှာလုံးဝနှိမ့်မြုပ်သွားလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ရေကြီးရေကျယ်မှုဖြစ်လေးရှိတဲ့ဂျကာတာဟာတနည်းမှာ10စင်တီမီတာနှုန်းနဲ့နှိမ့်မြုပ်နေတာဖြစ်ပြီးတော့ကမ္ဘာအမြင့်ဆုံးနှိမ့်မြုပ်နေတဲ့မြို့ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်ရေကြီးမှုတန်ကိုခံနိုင်ရရှိတဲ့ဂျကာတာမြောက်ပိုင်းဒေသတွေမှာ10နှစ်အတွင်းမြေပြင်ဟာ1.5မီတာကျဆင်းတော့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနဲ့ရေဝင်ရောက်မှုတွေကြောင့်မြို့တော်ရဲ့ရေပေးဝင်မှုဟာအကန့်အသတ်နဲ့သာရရှိပြီးတော့ဂျကာတာရဲ့လူဦးရေအများစုဟာတောက်သုံးဖို့နဲ့စီးပွားဖြစ်လုပ်ငန်းတွေအတွက်မြေအောက်ရေထုတ်ယူမှုကိုအားကိုးနေကြရပါတယ်2006ခုနှစ်တည်းမှာ dash တွေဟာအင်ဒိုနီးရှားကိုရောက်ရှိလာကြပြီးဂျာကာတာမြို့ကိုတည်ထောင်တဲ့အချိန်မှာသူတို့အနေနဲ့ပြည်သူတွေအကြားကွေးကွော်နေစေဖို့အတွက်မြို့ကိုနှစ်ပိုင်းခွေးချခဲ့ပါတယ်။ နောက်ဆုံးမှာဒီခွေးထွက်မှုကြောင့်မြို့အတွင်းကိုရေပိုက်တွေတက်ဆင်တဲ့အခါမှာဌာနေဂျပါနာမြို့ခွင်တွေနေထိုင်တဲ့နေရာတွေဟာမပောင်ဝင်ခဲ့တဲ့အတွက်သူတို့ဟာအခြားရေအင်းမြင့်တွေကိုရှာဖွေဖို့လိုအပ်လာခဲ့ကြပါတယ်။ဒီအကြောင်းအရာတွေကဂျကာတာရဲ့မြေအောက်ရေတုံးဆမှုကိုမြင့်တက်လာစေခဲ့တာပါပဲ။မြင်းနစ်မြုပ်ခြင်းကိုရပ်တန့်နိုင်ပေမဲ့လည်းဂျကာတာဟာပင်လယ်ကင်းဆက်မှတည်ရှိနေပြီးတော့ပင်လယ်ရေမျက်နှာပြင်ဟာလျင်မြင့်စွာမြင့်တက်လျက်ရှိနေပါတယ်။ဒီချင်းချောင်းမှုကိုတိုက်ဖြတ်နိုင်ဖို့အတွက်မြို့တော်ဟာတူးမြောင်းတွေနဲ့ပင်လေတိုင်းကွန်ရက်တွေကိုတိစောက်ထားပြီးဖြစ်ပေမဲ့ ဇာတိဥရုဖောက်ပြမှုတွေကတော့ပိုမိုဆိုးရွားမြေဆိုးရွားနေစေလဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတင်းရဲ့ထင်မြင်ယူဆချက်တွေကို comment မှာရေးသားရှင်းတာခေလိုက်ပါရစေ။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ပါ။